မင်္ဂလာပါရှင်မင်းသမီးတူတူရဲ့ talk season ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဒီပြီးခဲ့တဲ့16ရက်နေ့အာဇာနည်နေ့မှာစစ်ကောင်ဆောင်ကဒီအာဏာသိမ်းကာလအတွင်းပထမဆုံးအာဇာနည်နေ့အခမ်းအနားကိုတက်ရောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့အတွက် season ထားပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ အဲပြီးခဲ့တဲ့ဒီ16ရက်နေ့တုန်းကဒီအာဇာနည်နေ့မှာပေါ့နော်စစ်ကောင်းဆောင်ကဒီအခမ်းအနားတွေထဲမှာပထမဆုံးအကြိမ်ပေါ့လေဒီအာနာသိန်းကလာအတွက်မှာတက်လာတာတွေ့ရပါတယ်အဲဆိုတော့ဒီဂျားကဒီနှစ်ဒီဂျားနှစ်တင်မှာဒီအာဇာနည်နေ့အခမ်းအနားတက်တာမတွေ့ရဘူးပေါ့နော်ဆိုတော့အဲ့ကာလာတွေမှာသူဘာတွေလုပ်ပြီးတော့ဘယ်ဘယ်ရောက်နေတဲ့လို့မတက်နိုင်တာဖြစ်မလဲရှင်ဇူလိုင်လ16ရက်နေ့မှာအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မင်းအောင်လိုင်းကရန်ကုန်က ပိုကျော်အောင်ဆန်းပြတိုင်းနဲ့ဝန်ကြီးများယုံတွေကိုတွားတယ်။နောက်ရက်ဇူလိုင်လ16ရက်နေ့မှာတော့အာဇာနီနေ့ကိုဆက်ပြီးတော့တက်ရောက်တာတွေ့ရတယ်။အာဇာနီနေ့အခမ်းအနားမတိုင်ခင်မှာသူအာဇာနီကောင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေကိုတွေ့ဆုံတာမျိုးလုပ်တာရှိတယ်။ဒါကပြောရရင်2021ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်9နှစ်မြောက်မှာမှအာဇာနီနေ့အခမ်းအနားကိုမင်းအောင်လိုက်ပထမဆုံးအကြိမ်တက်ရောက်တာ ဒီဒီနှစ်လှုပ်ရှားမှုတွေထဲမှာသူပြောသွားတာပိုကျောင်းစမ်းနဲ့ပတ်သက်လို့ရှိရင်ထိမ့်သိမ်းရမယ်ပိုကျောင်းချမှတ်ခဲ့တဲ့လမ်းစဉ်တွေပြတဲ့ကဘာနဲ့ရှင်နဲ့ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ဖို့စီးလုံးမှုလိုတယ်ဆိုတာမျိုးပိုကျောင်းအောင်စမ်းနဲ့ပတ်သက်ပြီးတော့များများဆားဆားအာပြန်ပြောလာတာကိုတွေ့ရတယ်ရန်ကုန်မှာ အာဇာနည်နေ့မကျင်းပခဲ့တဲ့တပတ်လောက်လို့ဇူလိုင်လ23ရက်23ရက်နေ့လောက်ထဲက ကြီးများယုံတဲ့အာဇာနည်ကုန်းနေရာတွေကိုလုံခြုံရေးတော်တော်များများတင်းကျပ်ထားခဲ့တယ်။အဲမှာမတိတဲ့သူတွေကတော့ဟာတော်အောင်ဆန်းသူကြီးကိုဒီနေ့အာဇာနည်နေ့အခမ်းအနားတက်ရောက်ဖို့ခွင့်ပြုတာမျိုးများဖြစ်မလားဆိုပြီးတော့နော်ဒါထင်ကြီးပေးကြတာကောလာဟလာတွေပြုကြတာရှိတယ်။ဒါလည်းလူတို့ရဲ့ wishful thinking ဖြစ်ချင်တဲ့ဆန္ဒပေါ့။တကယ်တမ်းမှာမင်းအောင်လိုင်ကအာနာမသိခင် NLD အစိုးရလက်ထက်တော်အောင်ဆန်းသူကြီးအစိုးရလက်ထက်2016ကနေ2020အထိ 9နှစ်ဆက်တိုက်ကို အာဇာနီနဲ့တစ်နှစ်မှ မပြတ်ကွက်ပဲတက်ရောက်ခဲ့တယ်ဆိုပေမဲ့2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းအာဇာနီနေ့တွေသူလုံးလုံးမတက်ဘူးเนาะဒါဒီနှစ်မှပြန်တက်တာနောက်ထူးခြားတာကအာနာသိမ်းပြီးတဲ့နောက်2021ကနေ2024ထိအာဇာနီနေ့တိုင်းမင်းအောင်လိုင်းဘယ်ခမ်းနာဘယ်ပွဲဘာစည်းဝေးမှလောက်တာမရှိဘဲနဲ့အိမ်တွင်းအောင်နေတာဒါဒီနှစ်မှ လူလုံးထွက်ပြတာ အတချို့ကတော့ပြောမှာပေါ့အများပြည်သူယုံပေးရမို့လို့လူလူအများရှိထွက်မထွက်တာလို့ပြောမှာမဟုတ်ဘူးလောလတ်ရေးနေပြည်တော်စုနေတမရွန်နေဝါစုလာပြင်းနေကစုံလာပြင်းနေတရင်ကျိုးလာပြင်းနေနောက်ဆုံးတင်းတကြံမာတော်မှသူ့ရဲ့အဲလှုပ်ရှားမှုတွေရှိနေတာဒါပေမဲ့အာဇာနီနေပျောက်နေတာ2021ကနေ2022အထိဘာမှမလုပ်ပဲနေပြီးတော့ပျောက်နေတာဒီနှစ်မှတွေ့ရတာဖြစ်ပါတယ် ဆိုတော့ဆိုလိုချင်တာကသူမတက်ချင်လို့မတက်တာဆိုတော့ပုံစံမျိုးတိုက်တက်ရောင်နေသလားပေါ့နော်အဒီအရင်နှစ်တည်တုန်းကဒီမတက်ခဲ့ပြီမဲ့ဒီနှစ်မှာဘာလို့ဒီလိုမျိုးအာဇာနည်တွေကိုတက်ရောက်လာတာဖြစ်မလဲရှင်လူလုံးထွက်ပြတာဖြစ်မလဲဟုတ်ပါတယ်သူတမင်ကိုမတက်ချင်လို့မတက်တာနော်ဒီအာနာသိမ့်မိကာသမှာအဒီဗိုလ်ချုပ်ရုပ်ရှင်ရိုက်မယ်ဆိုပြီးတော့ရိုက်ကူးရေးဆိုပြီးတော့လှုပ်တဲ့အစည်းအဝေးလှုပ်လိုက်သေးတယ်လေနော်လူလူတွေကအာတော်တော်ဟို ကမောက်ကမနိုင်တဲ့ကောင်းဘူးနော်ဟိုသူ့သမီးတော့ဟိုထောင်ချတာဟိုဖမ်းလာပြီးတော့ဟိုမှာသူ့အဖေရုပ်ရှင်လုပ်မယ်ဆိုပြီးဟောလူတွေကပြောလုံးဝေဖန်လုံးအကြီးအဲ့ဒါရက်သွားတာအလားတူပဲဒီအာဇာနီနေ့ဆိုရင် तू ဘာမှမလုပ်ဘဲနဲ့အိမ်ထဲမှာနေနေတာမင်းအောင်လိုင်ရဲ့အာဇာနီနေ့တက်တဲ့သမိုင်းကိုကြည်ရင် तू ကာချုပ်ဖြစ်တဲ့2017ကနေ2015ဦးသိန်းစိန်ဆိုရလက်တက်ဒီနော် तू အာဇာနီနေ့အခမ်းအနားတက်တာမရှိဘူး I don't want ပြောရရင်တော့အရတားအဆင့်ပရိုတိုကောအရဒုသမရအဆင့်ဒေါက်တာဆိုင်းမောက်ခံဦးစီးပြီးတော့တပ်ဖက်ကကာကွယ်ရေးဦးစီးချုပ်ယုံကဒုတိယဗိုလ်ချုပ်ကြီးအဆင့်နှစ်ယောက်လောက်ကနေပြီးတော့အာဇာဒီနေ့ကိုတက်တာတွေ့ရတယ်။ဒါပေမဲ့ NLD အစိုးရလက်ထက်ပြစ်လာတယ်။သူသူ့ရဲ့ပုံရိပ်ကိုသူတင်တာ။ NLD အစိုးရလက်ထက်မှာနော်2016ကနေ2020ဒီအာဇာဒီနေ့ရောက်တယ်ဆိုရင်ဒီအစိုးရကလည်းခံခံနာနာပို့ပြီးကျင်းပလာတာပေါ့။အဲ့မှာသူကိုယ်တိုင်လည်းတက်တယ် မရောက်နိုင်ဘူး။ဒါမဲ့အာနာသိမ့်ပြီးကာသ2021မှာ ရန်ကုန်တိုင်းဝင်ကြီးချုပ်ကိုသူ အာဇာနည်နေခန္ဓာဦးဆောင်ကျင်းပခိုင်းတာရှိပေမဲ့လည်းနောက်3နှစ်မှာဒုတိယဝင်ကြီးချုပ်ယာဒူးပေးထားတဲ့ဒုတက်ချုပ်စိုးဝင်းပိုချုပ်ကြီးတင်အောင်ဆန်ဒါမှမဟုတ်ကြီးရည်လေးညှိနှိုင်းကုတ်ကဲမှုပိုချုပ်ကြီးမောင်မောင်အီတို့တက်ခိုင်းတာလို့သူကိုယ်တိုင်မတက်ဘူး။အဲ့တော့မေးခွန်းကဒီနှစ်ကြာမှာဘာလို့တက်လာလဲ။ပြောရရင်တော့ ီနှစ်ကုံမှာလုံးမဲ့ရွေးကောက်ပွဲစီစဉ်ထားတဲ့အတွက်သူ့အနေနဲ့ဗိုလ်ချုပ်အောင်ဆန်းပူရိပ်သုံးတာနော်စစ်တပ်ကိုစီယုံတဲ့နေရာမှာလဲဟာဒါဗိုလ်ချုပ်ထူထောင်ထားတဲ့စစ်တပ်ဖြစ်တဲ့အတွက်အာသူ့ဗိုလ်ချုပ်အောင်ဆန်းကိုအလေးထားတယ်ဒါကျွန်တော်ခုနကပြောလို့ရည်စရာကတော့သူ့သမီးကိုဖန်စီနှိတ်ကွတာပြီးတော့သူ့အမေနဲ့သူ့ဖိနှံမဲကိုတုံးချနောက်သူတက်တဲ့ဒီနှစ်အာဇာနည်နေ့ခန္ဓာကိုတခြားနှစ်တွေတဲ့ပို့ပြီးတော့စီကားစီခြင်းတော့သူသိတယ် ပြီးလူတူကအာသူလိုလူမျိုးနဲ့အဲတွားပြီးတော့ဟိုစီစီကားကားတက်မှာမဟုတ်ဘူးเนาะဟိုတောင်းဒီအရသာဆိုးကလက်ထက်လူမျိုးတကယ်အုံးနဲ့ကျင်းနဲ့အာနစ်ဟိုတနိုင်ငံလုံးလဲကျင်းပါတာနောက်ရန်ကုန်လိုနေရာမျိုးမှာအင်ပဒမစီစီကားကားအဲ့လောက်တာအဲ့ဒီဟာမျိုးလာတက်မှာမဟုတ်ဘူးဆိုတာသိတော့သူကဘာလောက်ထားလဲဆိုတော့ရန်ကုန်တိုင်းနဲ့ကမြို့နယ်တွေကနေပြီးတော့လူကောက်ထားတယ်မြို့နယ်တစ်ခုကနေအနည်းဆုံးလူရောက်တရာမဖြစ်မနေတခိုင်းတယ် အဲ့တော့သူတက်ခိုင်းတဲ့သူတွေထဲမှာရက်ွက်အုပ်ချုပ်ရေးမှုတွေစိန်ကောင်းယာရင်ကောင်းနေနောက်ကြံခိုင်ရေးပါတီဝင်နေပြူစောထီးတွေကြံခိုင်ရေးပါတီဝင်ကတော့ဒါကြံခိုင်ရေးကနေပြီးတော့စီစဉ်တာပေါ့နော်ပြူစောဒီဒီလိုလဲပြူစောဒီဒီကိုသူဟိုလောက်ခိုင်းတာပေါ့ဆိုတော့ဒီဒီလက်မှာလဲဒီလိုမျိုးဟိုသူအခမ်းအနားတွေနဲ့တော်တော်လေးကိုစစ်စစ်ပြအောင်လှုပ်တာပေါ့နော် အာဒါပေမဲ့ဒီအာဇာအမြင်နေဆိုလို့ရှင်အရင်အရင်တုန်းကလည်းဒီလိုပါပဲဒီနိုင်ငံတော်အဆင့်အခမ်းအနားတွေလုပ်တယ်ပေါ့နိဒါပေမဲ့အာဒီအာနာသိမ့်ပြည့်ရဲ့နောက်ပိုင်းမှာဆိုလို့ရှင်ဒီအာဘူဂျောင်းအောင်ဆန်းရဲ့တမိဖြစ်တဲ့ဒီထောင်ဆန်းစုကြည်ကိုပေါ့လေတနှစ်မှာမှဒီအခမ်းအနားကိုတက်ရောက်ခွင့်မပေးဘူးဒီတိုက်ဘယ်နေရာမှာထိန်းထားမှလည်းဘယ်နေရာမှာအဲဟိုဟာပြတ်ထားမှလည်းမသိဘူးပေါ့နော်ချုံနှောင်ထားမှလည်းမသိဘူး ဆိုတော့ကာအာနာသိန်းကာလာမှာဆိုလို့ရှိရင်ဒေါန်ဆန်းစုကြည်ကဒီအာဇာနီနဲ့ခန္ဓာကိုတက်ရောက်ခွင့်မရခဲ့ဘူးပေါ့လေအရင်ဒီဆက်အနာရှင်လက်ထက်ဒီမှာရောဒေါန်ဆန်းစုကြည်ကဒီအထင်းသိမ်းခံရစေကာလာမှာဒီလိုမျိုးအာဇာနီနဲ့ကိုတက်ရောက်ခွင့်ရလာအဒီအရင်ကဟိုအာနာဆက်အနာရှင်လက်ထက်တွေနဲ့ဒီလက်ရှိဒီစစ်ကောင်းဆောင်မြန်မာလက်ထက်နဲ့ဟိုဘာကွာခြားမှုတွေရှိလဲရှင်ဆက်ဆက်လို့ပြောရရင်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ရင်စိုးစုအဆက်ဆက်ကြောက်တယ် ဒီစစ်ဘိုလ်ချုပ်တွေပေါ့ကွယ်ဘာလို့ဟိုဘာအဲ့လိုပြောလို့ကျူချန်ထူးဆန်းထူးဆန်းနေမှာဒီအမျိုးသမီးလေးကိုဒီအမျိုးသမီးကိုစစ်ဘိုလ်ချုပ်ကြီးတွေကဘာလို့ကြောက်ရလဲနော်သူတို့စစ်ဘိုလ်ချုပ်ကြီးတွေကြောက်တယ်ဆိုတာဒွမ်ဆန်းစုကြည်ရဲ့ဆွန့်လွတ်အနစ်နာခံမှု နောက်သူ့ပေါ်လူတို့ချစ်ခင်မြတ်နိုးမှုနော်နောက်ပြီးတော့ဒီဘိုလ်ချုပ်ကြီးတွေမရနိုင်တဲ့ဂုံတိတ်ခါတွေဘိုလ်ချုပ်ကြီးတွေမရနိုင်ဘူးဆိုတာသူတို့ရဲ့လောက်ရကြောင်းပေါ့သူတို့က အကျင့်ပြတ်ခြားစားတဲ့နော်တကူကြီးချမ်းသာအောင်လုပ်တယ်ခိုးတယ်ပြောတယ်ပေါ့တိုင်းပြည်ရဲ့ဘန်နာကိုခိုးတာပဲပေါ့နော်အဲ့လိုအဲ့လိုမျိုးဟိုလှုပ်တော့အဲ့ဒီဒေါအောင်ဆန်းစုကြည်မှာရှိတဲ့ဂုံတိတ်ခါသူတို့မှမရှိဘူးအဲ့တော့သူနဲ့ပတ်သက်လို့ရှင်လည်းအများတန်းမနာလို့ပြောတယ်နောက်ပြီးတော့ဟိုဟိုဒေါအောင်ဆန်းစုကြည်ကတော်တယ်လေနော်ဟိုမတူကြည်ပြင်းတာလည်းမတူတဲ့မတူမတူလို့သူကိုယ်တိုင်လည်းဝီရိယကောင်းတာရဲ့တော်တာအဲ့တော့သူတို့ကမနာလို့ဖြစ်တယ်တစ်ဖက်မှာလည်းသူ့ရဲ့ပုံရိပ်ကိုကြောက်တာအဲ့မှာမှ ဗိုလ်ချုပ်အောင်ဆန်းသမီးဟဟ။အဲ့တော့ဒီအမျိုးသမီးရဲ့ပုံရိပ်ကိုမှေးမင်အောင်သူတို့အမျိုးစုံစူးစမ်းတယ်။ဒါပေမဲ့ဒူးစန်းနာကလည်းတောင်ကို88ကနေဒီနေ့တတိဒေါ်အောင်ဆန်းစုကြည်ပေါ်လူအများရဲ့ချစ်ခင်လေးစားမှုကမပြောက်သွားပဲနဲ့အဲ့ဒီလိုလှုပ်တဲ့ဗိုလ်ချုပ်တီသူ့ပျောက်ကွယ်သွားအောင်လှုပ်တဲ့ဗိုလ်ချုပ်တီပဲနာမည်ပြက်ပြီးတော့ဂျန်ခဲ့တာနော် အဲ့ဒါနင်းနေတဲ့ပတ်သက်ရင်ဒေါန်ဆန်းစုကြည်နဲ့ဒါဒီပေါ်ကြမူးတန်းရွှေလက်ထက်ကပေါ့လေအဖြစ်ပြက်တခုရှိတယ်တခါသူ့ဟိုပေးမတက်ခိုင်းတဲ့ပြင်သူ့ရဲ့နေအိမ်ကျကျုပ်ကာလာပေါ့60ခုနှစ်ဆော်ပိုင်းနေမှာနေအိမ်ကျကျုပ်ကာလာဘာမှဒီအဲ့ဒါနင်းနေခန္ဓာပတ်သက်ဘာမှမလုပ်ခိုင်းအောင်အဲ့တော့ဒေါန်ဆန်းစုကြည်ကအဲ့ဒီနေ့မှာသူ့အိမ်ထဲမှာအဲ့ဒါနင်းနေအမှတ်တရတချင်းနေဖွင့်တချင်းဖွင့်လာအဲ့ဒီမြဆောင်တို့မှာစောင့်နေတဲ့ လုံချုံကြီးတက်ဖွဲ့ထောက်လန်းကြီးတွေကြီးစိုးထားတဲ့လုံချုံကြီးတက်ဖွဲ့ရှိတာပေါ့ကွာမဖွင့်နဲ့ဆိုပြီးတော့လာပြီးတော့တားတယ်တော့တော်စုကလည်းအန်ဒီကလည်းရွက်တယ်ပြောရလို့ရှိရင်အဲ့ဒီတချင်ကိုကျဲကြီးဟိုဟိုဟာရောဖွင့်မလိုက်တာအဲ့လိုမျိုးနော်ဟိုလူတွေကသူ့ရဲ့ပုံရိပ်ပြောက်အောင်နောက်ပြီးတော့သူ့အဖေရဲ့အခမ်းအနားမဟုတ်တက်ခွင့်မရအောင်လုပ်ခဲ့တယ်ဒေါအောင်ဆန်းစုကြည်နိုင်ငံရေးလောကတဲ့မဝင်ခင် 1988ခုနှစ်မတိုင်ခင်ကပေါ့သူမြန်မာနိုင်ငံမှာရှိနေတဲ့အခါဆိုရင်မိသားစုလိုက်အာဇင်နီနီတယောက်ခွင့်ရခဲ့ပါတယ်ဒါဦးနေဝင်လက်ထက်မှာပေါ့ဒါပေမဲ့အတိုက်ခံနိုင်ငံရေးသမားတော်လှန်ရေးသမားဖြစ်လာခဲ့တဲ့1988ခုနှစ်ကနေ2025ခုနှစ်အတွင်းပြောရရင်တော့1988အင်းနဲ့နော်2010တပိုင်း2ဒီအခု2025အတွင်းမှာဆိုရင်နှစ်ပေါင်း38နှစ်အတွင်းမှာသူတက်ခွင့်ရတာ17ချိန်ပဲ တက်ပြီးတော့ဒါကာရဝဟိုပြုတ်ခွင့်ရခဲ့။နာဖဒီဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်1995နဲ့96မှာနှစ်နှစ်ပဲတောင်ဆန်းစုကြည်ကိုလူကိုယ်တိုင်တက်ရောက်ခွင့်ပေးခဲ့တယ်။ကြံတဲ့နှစ်တွေမှာလွမ်းသူပန်ခွေချခွင့်ကိုစားနော်အဲလွမ်းသူပန်ခွေချခွင့်ပဲပေးခဲ့တာကိုစားတက်ခိုင်းတာ။ဒါပေမဲ့အဲ့ဒီအီနာဖလက်ထက်မှာ သူရှာရှာပပတက်ရောက်ဝင်ရတဲ့65 66နှစ်နှစ်ဆိုတာကဘာနဲ့သွားတိုက်ဆိုင်လဲတော့ဟိုလူတွေက visit မြန်မာကြီးရ1996 1996ဆိုပြီးတော့မြန်မာပြည်ဒါလူတွေအေးလက်ပတ်လာအောင်ပုံရိပ်တည်တင်းအောင် လုပ်နေတဲ့အချိန်အဲ့ဒီကာလနဲ့သွားတိုက်ဆိုင်ပြောရရင်တော့ဝါဒဖြန့်ဖို့တီးတန့်ဒါသူတို့တက်ခိုင်းလိုက်တာ ကျန်တဲ့နှစ်တွေမှာတော့ ရုံမြင့်တန်ကမှာဗိုလ်ချုပ်ရဲ့တမိပြတဲ့ဒေါန်ဆန်းစုကြည်ဆိုတဲ့လွမ်းလွမ်းသူပန်းကိုစက္ကန့်ပိုင်းလေးပဲပြပြီးတော့ဖြောက်လိုက်လို့ပြောရရင်တော့လူတို့ကြားထဲမှာသူ့နာမည်မတွင်နေအောင်သူ့တက်ဟိုတတိယနေတာမရှိအောင်သူတို့စူးစမ်းနောက်အေးအေးစစ်ဆိုရလက်ထက်မှာအာဇာနီနေကိုမျိုးတော်ဝင်အစင်းလောက်နဲ့ပဲတက်ခွင်လောက်တာလားနောက်သတင်းစာတွေရဲ့သတင်းစာတွေမှာဆိုသူတို့ရဲ့ဝါဒပြန်သတင်းစာတွေမှာဆိုရင်ဟိုးအတွင်းစာမျက်နှာထဲမှာပဲ မထင်မရှားလေးပေါ်ပြတယ်ပြောရရင်ဒေါအောင်စန်းစုကြည်တော့မကဘူးဘိုလ်ချုပ်ကိုပါသူတို့ကရောပြီးတော့ပုံရိပ်ဖြောက်တယ်ဘာဘာကြောင့်လဲဒါမေးမှာပေါ့ဘိုလ်ချုပ်အောင်စန်းရိုးတယ်လीနော်နောက်ပြီးတော့တိုင်းပြည်ဘန္နာခိုးတယ်ဆိုတာဟိုခိုးဖို့မလုပ်ဘူးသူ့အတွက်သူမလုပ်ဘူးပေါ့တိုင်းပြည်အတွက်လုပ်တယ်ဒီစစ်ဘိုလ်တွေဆိုတာပြောရရင်တော့ဟောအာနာကိုတုံးပြီးတော့ခိုးစားလာတာမတော်မတရားတွေလှုပ်လာတာတိုင်းပြည်ကိုဟိုချဲလဲလူတို့ကိုဖိနှိပ်ဒါမျိုးတွေလှုပ်လာတဲ့အခါကျတော့သူတို့เนี่ย ဆန့်ကျင်ပဲကြီးအဲ့ဒီကကြတော့အဲ့ဘုကျောင်းဆန်းရဲ့ပုံရိပ်ကိုပါဖျောက်ဖို့ကြိုးစားတာတွေရှိခဲ့တယ်နောက်ပြီးတော့ဒီပုံရိပ်ကြောင့်သူ့သမီးကိုတွားပြီးတော့ဟိုတက်စင်မှာဆိုးတဲ့ကြောက်စိတ်အဲ့ဒါတွေသူတို့ဖျောက်ဖို့ကြိုးစားတာပေါ့ဒေါ်ဆန်းစုကြည်က2017ကနေ2020အထိဒါနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်နေရောနော်တိုက်ခန့်ခေါင်းဆောင်ဖြစ်နေရောသူ10နှစ်စတိုက်တက်ရောက်နိုင်ခဲ့တယ်တက်ရောက်နိုင်တက်ရောက်ခွင့်ရတယ်ဒါမဲ့ အာနာသိမ့်လိုက်တဲ့2021ကနေစပြီးတော့တောင်ဆန်းသူကြီးကိုလူကိုယ်တိုင် တက်ခိုင်းမှုနေနေတာဒါလွမ်းသူပန်းကိုယ်တော်ကိုစားချခွင့်မပေးတော့ပြီးတော့ဘလောက်တောင်ရုပ်လဲဆိုတော့စစ်ကောင်ဒီဒီစစ်ကောင်မင်းအောင်လာရဲ့စစ်ကောင်စီကအားတော့ပဲနဲ့ထောင်ထဲမှာနှိရှိထောင်နန်းနေနဲ့ခြားတာတယ်ဒါဒီအကြောင်းကတော့ပြောကြမလို့တော့အမျိုးမျိုးဟိုဇာလန်ဇက်ွက်တွေလှုပ်ဆက်တွေခင်းပြီးတော့အမှုမျိုးမျိုးတက်ပြီးတော့ထောင်ခြားတာ ပြီးရင်ဒေါခင်ကြည်နဲ့ဒေါန်ဆန်းစုကြည်တို့ဟိုနေခဲ့တဲ့ဒီခြံမ54နေအိမ်ဟိုပါလေးလံတင်ကြောင်းဆိုင်ပြောရရင်တော့ဟိုဦးအောင်ဆန်းဦးနဲ့တည်ပြီးတော့တိုက်လှုပ်ထားတာပေါ့နော်ပြီးရင် NLD ပါတီကိုဖျက်သိမ်းပစ်တာဒါမျိုးဖိနှိပ်တာတွေလှုပ်တာအဲ့တော့တစ်ဖက်မှာသူ့သမီးကိုဖိနှိပ်တယ်တစ်ဖက်မှာရွေးကောက်ပွဲအတွက်ပူချိုးအောင်ဆန်းနာမည်ကိုတုံးပုံရိပ်ကိုတုံးတဲ့ဟာလှုပ်တာပါပဲ ဒီအာဇာနည်နေ့ဆိုလို့ရှင်စဉ်းစားကြည့်လို့ရှင်လည်းဒီတုံးဆန်းစုကြည်အတွက်ဆိုလို့ရှင်ဒီဖခင်ရဲ့နှစ်ပတ်လည်နေ့လို့ပုံစံမျိုးပဲလीเนาะအဲ့ဒါကိုသမီးတယောက်အနေနဲ့ဟိုကိုယ့်ရဲ့ဖခင်နှစ်ပတ်လည်နေ့ကိုတက်ရောက်ခွင့်ပိတ်ခံရတာကတော်တော်တော့ဆိုးတယ်ပေါ့လीအာနောက်တစ်ခုကဒီ တားဆုံးခဲ့ရတဲ့ဒီအာဇာနည်9ဦးရဲ့မိသားစုဝင်တွေကဆိုလို့ရှင်လဲဒီနေ့အထိအသက်ရှိထင်ရှားရှိနေကြစဲပေါ့လေဆိုတော့သူတို့တွေကလည်းဒီအာဇာနည်နေ့မှာတကုတ်ကုတ်ပြောကြဆိုကြတာမျိုးလည်းရှိတာတွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့အမ်အာဘာတွေပြောခဲ့လဲပြီးတော့ဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆန္ဒတွေရှိကြသလဲရှင် 2021နောက်ပိုင်းမှာဒီအာဇာနီနေ့ဆိုရင်သူကအစင်လာဟိုဘောလေရေဘူးရအစင်လာပေါ့ဒေါန်သန်သူကြီးဒီအတိုက်ခံ ပြလို့သူနှိတ်ကွတဲ့ကာလတွေရလွယ်လို့ရှင်ရေဘူးရအစင်လာတရင်သားတွေမှာ အာဇာနီမိသားစုဝင်တွေရဲ့အတန်တွေကိုတခန္တနာပေါ်ပြတယ် memorial ပေါ့ good memorial အဲအမှတ်တရတွေပြန်ပြီးတော့မိမောင်းထုတ်ပြကြတာနော်ဒါပေမဲ့ဒီဒီနှစ်2025အာဇာနီနေ့တက်လာတဲ့အာဇာနီခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေကိုစစ်ကောင်စီရဲ့စစ်တပ်ရဲ့ဝါဒဖြန့်ရန်နေရ MRTV နဲ့မြဝတီတို့ကအင်တာမဗျူးလားဆိုတော့အင်တာဗျူးတယ်ဒါပေမဲ့အများစုကသူကပြည်တွင်းမှာဆက်ပြီးတော့နေနေကြရတဲ့ခါကြတော့ဒီစစ်အာဏာသိမ်းမှုကိုစန့်ကျင်တာမျိုးစစ်အာဏာသိမ်းမှုအကြောင်းမပြောဘူးမပြောရဲဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မပြောဘဲနဲ့တကယ်ရေပူရဆန်တယ်တိုင်းပြည်စီလုံးရေးဆိုတာကောင်းတယ်ဆိုတဲ့ဟာမျိုးတိုင်းပြည်စီလုံးရေးဆိုတာမျိုးရားသိချင်တယ်ဆိုတာအဓိကထားပြောတာ ပြောရရင်တော့လွတ်အောင်ကျွတ်အောင်ပြောရတဲ့သဘောဒါပေမဲ့ဒီပုံတိကမီဒီယာတွေမှာတော့အာဇာနီမိသားစုဝင်တွေကိုဆက်သွယ်ပြီးတော့အင်တာဗျူးလုပ်တဲ့ညမျိုးမှာသူတို့ကမြန်မာနိုင်ငံမှာဒီလိုမျိုးနောက်ထပ်အာဇာနီတွေမပြမပေါ်စေချင်တာအာဏာအတွက်အချင်းချင်းလှုပ်ကြံတပြတာမျိုးမရှိစေချင်ဘူးဆိုတာမျိုးတွေပြောတာရှိတယ်။ပြီးတော့အာဇာနီနေ့ကိုမှိမ့်မင်အောင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုသဘောမကျဘဲနဲ့ သူတို့လိုပဲပြည်သူတွေစိတ်မှလည်းအာဇာနည်တွေကိုမှတ်မှန်ရရရှိစေချင်တာတွေပြောတာတွေပေါ်လွင်တယ်။နောက်တစ်ခုတွေ့ရတာအာဇာနည်ခေါင်းဆောင်ကြီးတွေမိသားစုဝင်တွေကတမိသားစုနဲ့တမိသားစုတိုင်းတော်တခုကြီးရင်းနေတယ်ဖိမကူညီတာရှိတယ်။ဟိုးရင်တော့လည်းအစင်လာတစ်ခုအနေနဲ့ရှိခဲ့ကြတယ်။ဒီတော့သူတို့ကအခုအသက်ရွယ်ရလဲဒါ60ကဒေါအောင်ဆန်းစုကြည်ဖန်ခံရတဲ့အပေါ်မှာစိတ်မကောင်းဖြစ်ကြတယ်။အဲ့ဒီအတွက်သူတို့ ရန်သာသူကြီးကိုအမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့ဆိုတာမျိုးသူတို့တွေမှာရှိကြပြီးတော့အာဇာနည်ကောင်းဆောင်နေတဲ့မိသားသမီးတွေထဲမှာနိုင်ငံရေးလောကတွေဝင်ပြီးတော့အခုလိုမျိုးပြည်သူတွေချစ်ခင်မှု အမြင့်ဆုံးရှိတဲ့သူတယောက်ပေါ်မှာဂုဏ်ယူစိတ်ရှိတယ်ဆိုတာတွေ့ရပါတယ်ဟုတ်ကဲ့ဆရာဒီအကောင်လုံးအချင်းချင်းပြီးကြည်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်ဒီအဲစစ်ကောင်းဆောင်ကဒီအာဇာနည်နေ့တက်ရောက်လာတာက နိုင်ငံရေးအမြတ်ထုတ်ဖို့ကြီးပဲချက်တက်တက်ဖြစ်နေရဒီလိုမျိုးပြောလို့ရမလားရှင်ဟုတ်ကဲ့ဒါကြီးနေတာပေါ့ဒါသူရဲ့နိုင်ငံရေးအမြတ်ဘာဖြစ်လို့သူရဲ့ပုံကိုရေးရသူကဒေါန်ဆန်းသူကြီးကိုတိတ်မုန်းတာနော်သူကမနာလိုမုန်းတဲ့ဟာပေါ့အဲအဲ့ဒီအခန့်ရှိတဲ့အခုကတော့ပြောရရင်သူရဲ့ရွေးကောက်ပွဲအဲစီမံကိန်းသူကရွေးကောက်ပွဲလဲလှုပ်လိုက်လို့နိုင်လို့ရှင်သူရဲ့တရားဝင်မှုရမယ်ပေါ့ကွယ်အဲဒါမျိုးသူရဲ့လှုပ်ဆက်ပေါ့အဲ့ဒါအတွက်ကိုသူဟိုဘိုဂျွန်ဆာ အဲဟိုတုံးတာပါပဲဟုတ်ကဲ့ဆရာဟုတ်ဟုတ်အဲဒီတစ်ပတ်အချိန်နဲ့လက်နေပြီဆိုတော့ဒီတစ်ပတ်ဆွေးနွေးတာကိုဒီမှာပဲညှနာချင်ပါတယ်ရှင်ပေါင်းဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။